2025ခုနှစ်အောက်တိုဘာလတရက်နေ့ထုတ်ပြန်ချက်ပြင်္ဂလာပြလဲ့ဩအခြေအနေမှာယနေ့မြန်မာစံတော်ချိန်နဲ့9နိုင်ခွဲနိုင်အချိန်တိုင်းတွာခြင်းများအရာပြင်္ဂလာပြလဲ့ဩအနောက်အလဲပိုင်းတွင် ဖြစ်ပေါ်နေသောလေပြင်းအားနေရဝန်ဒီဆက်လက်တရှိနေပါသည်အဆိုပါလေပြင်းအားနေရဝန်ဒီအနောက်မြောက်ဘက်သို့ရွေလျားနိုင်သည်ပြင်္ဂလာပြလဲ့ဩအနောက်အလဲပိုင်းနှင့်ဆက်ဆက်လျက်ရှိသောပြင်္ဂလာပြလဲ့ဩ အနောက်မြောက်ပိုင်းတို့တွင်ဆယ်လာပိုင်းနှစ်ရက်နေ၌မုန်တိုင်းငယ်အဖြစ်သို့ပိုမိုအားကောင်းလာနိုင်ကဆယ်လာပိုင်းသုံးရက်နေတွင်အိန္ဒိယနိုင်ငံအော်ရီတာပြည်နယ်ကြောင်ပိုင်းအင်ဒရာပရာတိမြောက်ပိုင်းကမ်းခြေတို့ကိုဖျက်ချော်နိုင်သည်ဟုခန့်မှန်းသိရှိရပါသည်ကပလီပင်လယ်ပင်ညပင်လားပင်လယ်အော်တို့တွင် မုတ်သုံးလီအားအသင့်အသင့်ရှိနေပါသည်ယနေ့ညနေအထိခန့်မှန်းချက်မှာ ချင်းပြည်နယ်မန္တလေးတိုင်းဒေသကြီးမကူးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီး စကိုင်းတိုင်းဒေသကြီးကယားကင်နယ်နှင့်ရှမ်းပြည်နယ်မြောက်ပိုင်းတို့တွင်မိုးနေရာစိတ်စိတ်ရွာနိုင်ပြီးညင်မွန်ပြည်နယ်ရခိုင်ပြည်နယ်ရှမ်းပြည်နယ်တောင်ပိုင်းကချင်းပြည်နယ်ကရင်ပြည်နယ်ရန်ကုန်တိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးအေယာဗရီတိုင်းဒေသကြီးတို့မှာနေရာအနှံ့ပြားမိုးထီချုံရွာပြီးမိုးကြီးနိုင်ပါသည်မိုးတိမ်တောင်ဖိပေါ့မှုအခြေအနေအေယာရီတိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးကချင်းပြည်နယ် ရခိုင်ပြည်နယ်နှင့်ရှမ်းပြည်နယ်အရှေ့ပိုင်းတို့တွင်မိုးတင့်တောင်များချစ်ထွန်းမှုအားကောင်းလျက်ရှိပြီးအဆိုပါမိုးတင့်တောင်များရွေလျားရနေရာတလျှောက်တွင်မိုးရွာသွန်းခြင်းနှင့်အတူလေပြင်းတိုက်ခတ်ခြင်းမိုးထချုံခြင်းမိုးချိုးပစ်ခြင်းလျက်စည်းလက်ခြင်းနှင့်မိုးတီးကြွေခြင်းစသည့်မိုးလေဝဲပါဖြစ်စေများထပ်ပေါ်နိုင်ပါသဖြင့်ကျူတင်တတိပြုနိုင်ပါရန်အကြံပြုအပ်ပါသည်မြမကန်ယူတန်တလျှောက်ခြင်းကန်လွန်ပင်လေပြင်းတို့တွင်တခါတရံမိုးတက်လေပြင်းများကြာရောက်ပြီး လှိုင်းကြီးနိုင်ပါသည်မိုးတက်လေပြင်းကြစဉ်ရေပြင်းမြေပြင်းလေသည် တနာရီလမိုင်း၃မွေအထိတိုက်ခတ်နိုင်ပါသည်လှိုင်းအမြင့်မှာ မြမကန်းလိုကန်းတလျှောက်နှင့်ကန်းလွန်ပင်လေပြင်းတို့သည်ကိုးပေမှစစ်တပေခန်းရှိနိုင်ပါသည်နောက်နေရအတွက်ခမှန်ချက်မြို့ဝကျွံ့ပြိုဒေတာများတွင်ထစ်ချုံးမိအခြေအနေများဆက်လက်ဖြစ်ပေါ်နေမည်